အားလုံးမင်္ဂလာပါအေးရှာကြီးကနေကြိုဆိုပါတယ်ဒီနေ့မှာကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်အကျိုးရှိစေမယ်အခွင့်ချွတ်လက်ရာအယောင်တင်နေလေးကိုကျွန်တော်လှုပ်ပုံလုံနေပါနော်လှုပ်ပုံလုံနေလေးကိုအစားဆုံးကျွန်တော်ဝေမျှပေးသွားမှာဖြစ်ပါတယ်အာလှုပ်ချစ်ပညာလေးပေါ့အာဒါကတော့ကျွန်တော်ပညာဒါနအနေနဲ့အဲဝေမျှပေးခြင်းဖြစ်ပါတယ်ဗျအာကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်လည်းအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အာဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုအားပေးသွားပါဗျာ ဒီချက်လေးကိုသင်တန်းသားစီတူဟင်းရနေအစာဆုံးလုတ်ပြပေးမှာဖြစ်ပါတယ်အာဒါလေးကတော့ဘာမှမလုတ်သေးခင်အနေထားလေးရိုက်ပြပေးနေတာပေါ့နော်ကဲစကြမယ်ဗျာနော်အော်ဒါကတော့ကျွန်တော်တို့ဒီအခွန်ချွတ်နေပါပြီနော်စိတ်နဲ့အကျန်းနဲ့အခွန်ချွတ်နေတာဖြစ်ပါတယ်အခွန်ချွတ်တယ်ဆိုတာကတော့ကျွန်တော်တို့ဒီဘေးနားလေးကဒီအပေါ်အခွန်ကမလိုအပ်တဲ့အရာလေးတွေအားလုံးကိုဖယ်ပြစ်တာဖြစ်ပါတယ်ဗျာ အာဒါတော့ကျွန်တော်တို့ဖက်ပစ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ဖက်ပစ်ပြီးသွားပြီတဲ့ဆိုတော့ကျွန်တော်တို့နောက်ထပ်စိတ်နဲ့အနုလိုက်ရသေးရပါအာရှေ့ပိုင်းကတော့ကျွန်တော်တို့ကစိတ်နဲ့အကြံပေါ့နော်အာစိတ်နဲ့အကြံအကြံပြီးရင်တော့ကျွန်တော်စိတ်နဲ့အနုလိုက်ရသေးပါတယ်ဗျဒါတော့ကျွန်တော်တို့အခုစိတ်နဲ့အနုနဲ့လိုက်နေတာဖြစ်ပါတယ် အာစိတ်နဲ့အချမ်းပြီးသွားတဲ့အခါမှာကျွန်တော်တို့ကစိတ်နဲ့အမှုလိုက်ရတယ်မလိုက်ရင်တော့မရဘူးပေါ့နော်အဲအဲ့ဒါတော့ကျွန်တော်တို့စိတ်နဲ့အချမ်းနဲ့ဒီအခွန်ချွတ်ရကတော့ပထမတစ်ဆင့်ပေါ့နော်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ဒုတိယတစ်ဆင့်နေနေတော့စိတ်နဲ့အမှုလိုက်တာဖြစ်ပါတယ်အာဒါကျွန်တော်တို့စိတ်နဲ့အမှုလိုက်နေရပေါ့နော်အာစိတ်နဲ့အမှုလိုက်ပြီးပြီတဲ့ဆိုတော့ကျွန်တော်တို့အဲ့ဒီလိုက်ပြီးတဲ့အလေးတွေကိုအာစိတ်နဲ့အမှုလိုက်ပြီးတဲ့ဒီအချက်လေးပေါ့နော်စိတ်နဲ့အမှုလိုက်ပြီးတဲ့အလေးကိုကျွန်တော်တို့က ခဲနဲ့အရင်ဆုံးဆုံးပြန်ပြီးမှဟိုကမတ်လိုက်တယ်ဗျခဲနဲ့အားလုံးချက်လိုက်တယ်ဗောနော်အဲတချို့ကျတော့လည်းမင်းသုံးကြပါလေဗျအဲကြာကိုကြိုက်တာကိုအဆင်ပြေတာသုံးလို့ရပါတယ်အဲ့ဒါတော့အဲဒါတော့ကျွန်တော်တို့ဒီခဲနဲ့သုံးတာဗောခဲနဲ့မင်းနဲ့ဘာကွာချက်ချင်းရှိလဲဆိုတော့ကျွန်တော်တို့ခဲနဲ့သုံးရင်တော့ပမာမတ်တိုက်ပြီးတဲ့အခါကျရင်ဖြစ်ရတာလွယ်တယ်ဗောနော်မင်းနဲ့ကကျွန်တော်တချို့ကြောက်တွေကကျွန်တော်အထက်တည်းအထိစိတ်ဝင်တယ်ဗောအဲဒါကြောင့်မို့ကျွန်တော်တို့ဒီမင်းနဲ့တုတ်တဲ့ဟာမျိုးဆိုရင်တော့ ဒီအခုတိုင်အခုချက်ချင်းပြန်ပြီးမှဒီပမာမန်နဲ့တိုက်ဖြစ်ရတာပေါ့နော်အာနှုတ်မှုဆိုရင်တော့သူကအတွင်းထဲထိစိတ်ဝင်သွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့အဲအဲ့လိုမျိုးကြောင့်မို့ကျွန်တော်တို့ဒီဟွာပါနော်ခဲနဲ့တုတ်ပြီးတဲ့ရာဒီအကုန်လုံးပြောင်းအောင်ကျွန်တော်တို့ဒီပမာမန်တိုက်ရပါတယ်ဒါကတော့ကျွန်တော်တို့အဲ့ဒီမဲမဲအဝိုင်းကကျွန်တော်ဒါပမာမန်ဖြစ်ပါတယ်ဒါပမာမန်တိုက်နေရဖြစ်ပါတယ်ဗျာနော် ဒီပမာမန်တိုက်နေတဲ့အချိန်မှာသူကကျွန်တော်ဒီအတွင်းကြားတဲ့နေရာမရောက်ဘူးဗျာနော်အဲ့ဒီအဝိုင်းเนี่ยအဲ့တော့အတွင်းကြားတဲ့နေရာအဲ့ဒီအဝိုင်းเนี่ยမရောက်ဘူးတဲ့ဆိုရင်ကျွန်တော်တို့ကအဲ့ဒီပမာမန်ကိုအချုံပုံစံမျိုးလေးပုံဖော်ထားသေးတယ်ဗျာနော်အဲ့ဒီအချုံပုံစံမျိုးလေးနဲ့ကျွန်တော်တို့နောက်တစ်ထပ်ပြီးမှတိုက်ရပါမယ်ဗျအဲ့ဒီအတွင်းကြားတဲ့ခြေချီအောင်ဗျာနော် ါကတော့ကျွန်တော်တို့ဒီအတွင်းကြားလိုက်တွေဒီတိုက်လို့ပြောင်းသွားပြီးတဲ့အနေအထားဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့အဲ့ဒီပြောင်းပြီးသွားပြီးတဲ့ဆိုရင်နော်နောက်ဆုံးအဆင့်တော့ကျွန်တော်တို့အမွေးဘိန်းဆွဲအောင်တင်တာပါပဲ။အဲတော့အမွေးဘိန်းဆွဲတဲ့ခါကျရင်တော့ကျွန်တော်တို့ဘာကြီးသုံးလဲဆိုရင်စိန်စီရယ်ပန်းစီရယ်သုံးတာဖြစ်ပါလိမ့်ဗျ။အစိမ့်ကြီးနဲ့ပန်းစီနဲ့ရောပြီးမှသုံးရောသုံးပြီးမှပေါ့နော်ရောသုံးပြီးမှကျွန်တော်တို့အယောင်တင်တာဖြစ်ပါတယ်အဲတော့စိမ့်ကြီးနဲ့ပန်းစီရောသုံးတာဆိုပေမဲ့လို့ကျွန်တော်တို့ဒီ ကိုလိုချင်တဲ့အနေအထားမျိုးမှာကျွန်တော်တို့ကဒီစိန်ကြီးနဲ့ပန်းစီနဲ့နည်းနည်းလေးခွဲပြီးမှသုံးတယ်ပေါ့နော်အစိန်ကြီးဆိုတာကတော့ကျွန်တော်တို့ဒီအယောင်ပို့ပြီးမှတက်စေချင်တယ်ဆိုရင်တော့စိန်ကြီးကိုမြင်းများထည့်ပြီးမှသုံးတယ်ပေါ့အော်အယောင်လေးကိုရှင်စေခြင်းတဲ့တို့ဒီကြောက်မှနည်းနည်းလေးအစစ်ပြောက်လေးတွေတို့ဗာလေးတော့အစင်းချောင်းရလေးတွေတို့ရှိတယ်အဲ့ဒါလေးကိုပြောင်းမြင်လို့ဆိုတော့ကျွန်တော်တို့ပန်းစီကိုထည့်ပြီးမှသုံးတာဖြစ်ပါတယ် ာသူ့ရဲ့အာသာချက်အားနည်းချက်တွေကတော့အဲ့လိုမျိုးရှိပါတယ်ဗျเนาะအာဒါပေမဲ့လို့တချို့ကျတော့လည်းစိတ်ကြီးနဲ့ပန်းစီကိုစတူရောပြီးမှအသုံးကြတာမျိုးလည်းရှိပါတယ်အဲဒါပေမဲ့ကျွန်တော်ရှိမှာကတော့စိတ်ကြီးနဲ့ပန်းစီကိုအဲ့လိုမျိုးစတူတော့ရောမသုံးကြအာဘာကြောင့်မလို့ဆိုတော့ကျွန်တော်ရှိမှာပြောခဲ့သလိုပေါ့ဟိုအယောင်ပို့ပြီးမှတက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့စိန်ချီကိုများများထည့်သုံးပြီးမှဒီအမွေးဘိတ်နဲ့ဆွဲတာဖြစ်ပါလေ အဲတော့အယောင်လေးကိုရှင်းသိကျင်တယ်ပြီးတော့ဒီကြောက်မှာဆင်းကြောင်းရလေးတွေတို့အစ်စ်ပြောက်ရလေးတွေတို့ပြောက်ချင်တယ်ဆိုရင်တော့ပန်းစီကိုများများထည့်ပြီးမှတုံးပြီးမှတိုက်ပါလေဗျ။အဲကျွန်တော်တို့အယောင်တင်းတဲ့အခါမှာတော့တိတ်တော့မခက်ဘူးဗျာနော်။အခုကျွန်တော်ပြောပြတဲ့အတိုင်းလေးလှုပ်သွားမယ်တဲ့ဆိုရင်တော့အလုံးတွေအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျ။အဲတော့နှစ်ပတ်တည်းအနေနဲ့ဆိုရင်တော့ကျွန်တော်တို့စိတ်ဓာတ်အကျန်းနေပါတော့။အာဒီငါပြောဘူးစိတ်ဓာတ်အကျန်းနေအခွန်ချွတ်ပါတယ်။အခွန်ချွတ်ပြီးရင်စိတ်ဓာတ်အနုနဲ့ထပ်ပြီးမှအနုချောပါတယ်ဗျာနော်။ စိန်နန်နှုနဲ့ပြီးပြီးတဲ့ဆိုရင်တော့ကျွန်တော်တို့ဒီမင်းတုတ်မင်းတုတ်ချင်တုတ်ဒါပေါ့မဟုတ်ရင်ကျွန်တော်တို့ခဲနဲ့ချစ်ချင်ချစ်တဲ့မှာဒီဗမမတ်တိုက်ပါလေဗျဗမမတ်တိုက်ပြီးရင်တော့ကျွန်တော်တို့အမွေးဘိန်းခတ်ပါတယ်အမွေးဘိန်းဆွဲတယ်လို့လည်းပြောတာပေါ့နော်အဲဒါချိန်စီပန်းစီနဲ့ရောပြီးမှအမွေးဘိန်းဆွဲပါတယ်ဗျအဲပြီးရင်တော့ဒါတော့ကျွန်တော်တို့အယောင်လေးရသွားပါပြီဗျအားလုံးအဆင်ပြေကြပါစေဗျဘိုင်ဘိုင်ပါ Thank you.